ကိုပိုင်ခြံဝင်းနဲ့နေထိုင်လိုသူများမြေယာကိစ္စစီမံဆောင်ရွက်နေသူများမြေယာမှုကိစ္စဖြစ်နေသူများလုပ်ငန်းကိစ္စရေးတကြီးစီမံဆောင်ရွက်နေသူများဘေးဥပ္ပယံဥပ္ပအန်တရကင်းလိုသူများငလင်ဘေးအန်တရကင်းလိုသူများနေနဲ့ဝန်ထုံးတွေနတ်မင်းကြီးကိုပင့်ဆောင်ပူဇော်လိုက်ပါအဲ့တော့လက်စွာပြရှိရင်ပွင့်တော်မူတဲ့အောင်ရင်းရှိပါတဲ့ကမန္တကိုအောင်ရင်းမှာဝန်ထုံးတွေနတ်မင်းကြီးဟာအဓိကစားဆောင်သက်လိုက်နေအောင်ပါဝင်ပါတယ် မြတ်စွာဘုရားရှင်ကိုမိုင်နှက်ကရေုံပေါင်းတသိန်းနဲ့လက်နက်ပေါင်းများစွာတိုက်ခိုက်ပြီးတော့ဘုရားရှင်ရဲ့အောင်မြင်ဗောဓိပင်နဲ့ရှုပလင်ကိုလူယူဖို့အတွက်တိုက်ခိုက်စီမံတဲ့အခါမှာလက်နက်မိုးမိကြီးမိုးနော်ပြာပုံမိုးအစရှိရာဖြင့်အဲ့လိုပြင်းပြထန်ထန်တိုက်ခိုက်ဖျက်ဆီးပြီးဘုရားရှင်ရဲ့ပလင်တော်ကိုလူယူဖို့ကြံစည်တဲ့အခါမှာမြတ်စွာဘုရားရှင်ဟာ ဘူမိယနော်မုဒွာဆိုပြီးရောလက်ကိုမြေကြီးကိုထိပြီးတော့ထိုင်တော်မူတဲ့မုဒွာနဲ့မြေကြီးကိုလက်ထောက်လိုက်တယ်ထောက်လိုက်ပြီးတဲ့အခါမှာနုငါနုမ900ရင်းမှဒီချိန်လေးသိချင်းကဘာတသိန်းများစွာသောဖြည့်ဆွက်ခဲ့တဲ့ပါရမီတော်တွေထဲမှာကုသဒါနပြုတဲ့အခါတိုင်းရေဆက်သွန်းချအမြပေးဝေခဲ့တဲ့အကြောင်းတွေကိုသစ္စာဒိဋ္ဌံပြုတဲ့အခါမှာဝေဒုံတိနမင်းဟာမြတ်စွာဘုရားရှင်သွန်းချခဲ့တဲ့ လေးသိချင်းတဲ့ကဘာတသိလူမငါရင့်မှတစ်ချိန်အမေမတွက်နိုင်တော့အောင်တော့အချိန်မောင်းများစွာတော့တွန်းချတာလည်းရည်စက်တွေကိုနမင်းရဲ့ဆန်စားနေပြီးတော့ညှင့်ပြီးတော့ရည်တွေကိုညှင့်ချလိုက်တာအဲ့ဒီရည်စီးတဲ့ရည်စီးမြောင်ရည်စီးကြောရဲ့မှာမန္တန်နဲ့အပေါင်းပါတွေအားလုံးဟာမျောပါပြီးတော့မန္တကလည်းယုံတက်ကြီးဟာဘုရားရှင်ရဲ့ပလင်တော်နဲ့ဗောဓိမင်းကိုမလူယူနိုင်တဲ့အပြင် ရှုံးနေပြီးတော့အဝေးကိုလွှင့်မြောပြတ်ွက်သွားတဲ့အသည့်မန္တမင်းရှုံးနေသွားတဲ့အကြောင်းကအောင်ကြီးရှိပါတဲ့ကထင်ရှားတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါဝင်ပါတယ်။ဒါကြောင့်မလို့ကိုပိုင်ခြံဝင်းနဲ့နေကျင်သူများမြေယာကိစ္စစီမံဆောင်ရွက်ချင်သူများမြေယာအမှုကိစ္စဖြစ်နေသူများလုပ်ငန်းကိစ္စအရေးကြီးဆောင်ရွက်နေသူများဘေးဥပ္ပယံဥပ္ပအန္တရာယ်ကင်းကျင်သူများငလင်ဘေးကင်းဝေးကျင်သူများအနေနဲ့ဒီဝတ်သွန်တွေနှမင်းကြီးကို ပင့်ဆောင်ပူဇော်နိုင်ပါတယ်။ ဝန်ထုံးနမင်းကြီးကိုပင့်ဆောင်ပူဇော်လိုပါကမြန်မိတ်တာရဲ့ Facebook page TikTok page ကဲ Messenger မှာမှာယူနိုင်တယ်လို့3996 46396 4 3996 46996လေး3998 46996မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။